ဒီလိုတိုင်ပဲကျွန်တော်တို့အိယာမနိုးလာတော့ခါတကမှုအဖိုးကြီးမှာဂရင်းဤတွင်ဆေးမြဖော်ဆက်လျက်ရှိပြီးကိုတွေ့မြင်ရလေထိုနေ့၌ကျွန်တော်မှာအဖျားသက်သာလာပြီးဖြစ်သောကြောင့်လလန်ထဖို့နီးလာကြောင်းသိရှိရ၍အဖိုးကြီးနှင့်တော်ပင်စကားပြောဆိုခွင့်ရခဲ့၏အဖိုးကြီးထံမှကျွန်တော်စုံစမ်းသိရှိရသောအချင်းအရာများမှာကန်တက်တာနေစားဘတ်တာကုမာရီမှာအပြုံမဟုတ်ဘဲလင်ယောက်ကြားရှိသောမိန်းမတစ်ယောက်ဖြစ်ကြောင်း တို့ရတွင်၎င်းတို့လင်မယားမှာတူကိုတူချစ်ကျင်နာခြင်းမရှိုံမြမကလင်းယောက်ကြသည်ဗတ္ထကုမာရီအားလက်ဖျားနှင့်မြမထီတို့ဘူးရသဖြင့်အိုဘင်ဆိုရတော့လေအပြိုစင်စစ်မျှသာရှိနေကြောင်းကန်တထအနေစားဗန္ဓကုမာရီမှာတောင်ပေါ်၌ရှိသောဗီမာကြီးကမြူရကန်စကမ်းမှာလာရောက်မိဧည့်သည်များကိုကိုယ်တိုင်ဆောင်ဆိုင်ကြိုဆိုရမည်ဟုစင့်ဆိုချက်အရကြိုဆိုနေရခြင်းဖြစ်ကြောင်းစသည်တို့ဖြစ်လေသည် ကျွန်ုပ်သည်တောင်ပေါ်မှဗေမာကြီးအကြောင်းကိုသိလိုလာသဖြင့်ဆက်လက်မေးမြန်းပြီးပြုစဲတွင်ဗိုက်တာကုမာရီဝင်လာသည်နှင့်စကားဆပြဲ့၍ပိုကြီးလဲထွက်သွားလေ။ဗိုက်တာကုမာရီသည်ကျွန်ုပ်၏အဖျားသက်သာသောအဖြစ်ကိုတွေ့မြင်ရသောအခါစကားပြောလိုဟန်နှင့်ခုံရှိတစ်ခုကိုဆဲ၍ထိုင်လေသည်။ရှင်နှင့်သခင်ကလေးနှင့်ဘလို့တော်သလဲ။ဝေးစားနေသားမှာရှင်တို့ဘာကိစားနေလာကြသလဲ။အာယုလက္ခဏာမိတော်မမှာတွေ့ခြင်းအားတွေ့ပြီစီတော်လို့စုံစမ်းတဲ့ကိစ္စနေလာခဲ့ပါ ဒီတောင်လူရိုက်နေစောက်ချက်တဲ့ဒီတောင်ရဲ့နေနမိတ်ကိုဘယ်လူသားမှမကျူးကျော်ပါဘူး။ကျူးကျော်ဝင်တဲ့လူဟူမှန်သမျှမိမိသိမိတရားမယ်။တောင်ပေါ်မှာဘသူရှိပါလဲ။ဘယ်မှာတပါးရှိပါလဲ။ဘယ်ရဘယ်မှာရှိမှာလဲ။ကျမတို့ဘိုးဘေးဘီဘင်လက်ထက်ကလေးကရှိလာခဲ့တဲ့တီလာရှင်ကြီးတပါးရှိတယ်။အိုလာရောပေါ့ကျမတို့တစ်ခါမှမမြင်ဘူးပါဘူး။ဘာကြောင့်မမြင်ရပါလဲ။သူ့မျက်နှာအိုလွန်းလို့လူမမြင်အောင်ကောင်းပြီးချုပ်ထားလို့ပေါ့။မိန်းကလေးနဲ့တောင်ပေါ်ကတီလာရှင်ဆိုတာနဲ့ဘသူကတကိုးကြည့်တယ်လေ။ ကျမတကူကြည့်တာပေါ့ကျမမှာနေသားဆိုပေမဲ့လက်နဲ့ကင်စစ်သား6000ရှိတယ်သူ့မှာပါရှိတယ်လေဘုန်းကြီးတွေနဲ့သီလရှင်တွေနဲ့အရင်ဆိုင်နေဒါပဲရှိတာလေသီလရှင်ရဲ့ခမရနေတွင်လာဘူးတလားမလာရဘူးစာချုပ်ရှိတယ်တောင်ပေါ်မှာသူအုပ်ချုပ်တယ်တောင်ခြေကလွင်ပြင်မှာကျမအုပ်ချုပ်တယ်တယောက်နေကိုတယောက်အကူတမ်းမရှိရဘူးကူတမ်းမိရင်စစ်ကြီးဖြစ်ပြီးနိုင်သူကနှစ်နေလုံးကိုအုပ်ချုပ်ရမယ်ဒါဖြင့်တယောက်ပေါ်မှာတယောက်ကဩစာမပြီးနိုင်ဘူးကိုကရရေးတဲ့နန်ဝင့်ကြီးရေးတဲ့နှမျိုးရှိတယ် ဝိညာဉ်ရေးမှသူစကားကိုကျမတို့နားခံကိုကံရရေးမှသူနဲ့ဘာမှမဆိုင်ဘူးကျမတို့ဆိုတာဘသူနဲ့ဘသူပါလဲခင်မုန်းတယ်ရှိတယ်ရှိရောရှိပါလိမ့်လို့ပေမဲ့လူယူပါလူရောင်ဝင်တဲ့အတူပုတ်ပါကျမစိတ်ထဲမှာယောက်ျားဆိုရင်အလကားသတ္တဝါတွေရှိပဲလို့လူရောင်မသွေးမထားခဲ့တဲ့အခုတော့မှကို့ထင်မြင်ချက်ကိုပြင်ဆင်ရအောင်လို့ကြုံတွေ့နေရခင်ပြီပေါ့ဩနှစ်ဖူးစာနှစ်ဖူးစာဘလို့ကနေပြီးဘယ်နဲ့များဖန်နှိမ့်လိုက်တယ်မဆိုနိုင်ပါဘူးအိုးဘာတွေလျှောက်ပြောနေပါလဲ ျော့ပျော့ဆူဆူနဲ့ရှက်ကိုရှက်ကန်ဖြစ်လာပြီးလည်းအခန်းထဲမှာရုတ်တရက်ထွက်ခေါ်တော်နေတော့ထို့နောက်သုံးရက်အတွင်း၌ကျွန်ုပ်သည်ဘတ်တာကူမာရီကိုလည်းမထွေရတကမူဖိုးကြီးလည်းကျွန်ုပ်ထံပေါ်မလာကြည်အစီကံများထံမှစုံစမ်းသိရှိရသမျှမှာဘတ်တာကူမာရီသည်၎င်းအုပ်ချုပ်ရသည့်ရန်ဒနယ်သို့ခေတ္တပြောင်းသွားနေသည်ဟုဆိုသည်ထို့ရက်တော်တွင်၌ကျွန်ုပ်သည်မောင်ဆိုးနိုင်သည့်တစ်ချိန်တစ်ခါမျှတွေ့ဆုံခွင့်မရသောကြောင့်စိတ်ထဲ၌တင်္ကာမကင်းဖြစ်လာ၏ကျွန်တော်မှာကောင်းစွာမတမ်းမှသည်သည် ဖြစ်တဲ့အတွက်ကြောင့် 調査ပြီးလှုပ်ရှားရမည်ဆိုတော့လဲအနေငယ်ခံပြရလက်ရှောင်းနိုင်တော့ပြီ။တို့ဖြစ်ပြီးတကောင်ချိန်ခန့်တွင်ကျွန်ုပ်ဒီအိတ်ခန့်မှထွက်၍မှောင်မှိုက်ကြီးတဲ့တွင်ဆန်ရန်ကခြေတံမကြောင်တဖြည်းဖြည်းရှောက်လာခဲ့တယ်။နိုင်ရန်ကိုကက်လျက်လက်ဖြင့်ဆန်သက်ခါတရွေ့ရွေ့ရှောက်လာ၍နှစ်ချိုးသုံးချိုးမြတ်ချိုးမိသောအခါတခုသောအခန်းမှာစကားပြောတန်ကြားရသည်နှင့်တန့်ရက်ကနားဆိုင်နေမိလေ။အတန်ချရာခန့်သို့ချိန်ခန့်မိ၍အတွင်းသို့တကားချမှချောင်းကြည့်လိုက်သောအခါဘတ်တာကူမာရီနှင့်တကမှုဖိုးကြီးတို့တိုင်မင်လျက်ရှိသည်ကို တပွဲ၌ထုံညီထားသောစီမီခွက်ရောင်တွင်တွေ့မြင်ရလေ၎င်းတို့၏မူကြကိုကြီးကြီးအဖြစ်စိတ်ပါဝင်စားလာသောအကြောင်းအရာများကိုတိုင်ပင်နေကြသောသိရှိနိုင်မရာကျွန်ုပ်သည်တကားကြားတွင်နားခက်၍အသက်မရှူနိုင်မဲနားထောင်နေမိလေသူ့မိန်တော်မှန်ပါလေဒါပေမဲ့ကျမတို့မပို့ရနိုင်ဘူးဟိုဘွေရဲ့ဖြစ်ရှင်ဟာဖြစ်စီတော့ကျမဖွက်ထားလိုက်တော့မယ်ဘာပဲဖြစ်ဖြစ်မြည်ရဲ့တို့လာမယ်ဆိုတော့ချိုးတင်တည်ပြီးနေတဲ့ပုံကိုယ်တူကိုအနည်းရောက်မှကက်ပြီးလိမ့်လို့ဘာရမလဲမြည်ရဲ့ ။ဒါထက်ငါမီးကဒီလူကိုဒီလောက်ပဲစုံမက်နေပြီလား။စုံမက်ရုံတော့ဘာကမလဲပူဝေရဲ့။ကျမအသေးကိုနှစ်ချမ်းချမ်းပြီးတယောက်တစ်ချမ်းစီဝေပေးပြီးထည့်ထားရင်တော့ဒီလောက်တယောက်ယောက်ဆွဲလန်းနိုင်ပါမလားမစိုးနိုင်ဘူး။တယောက်ကိုတယောက်ဆိုတော့သူကလည်းဒီလိုပဲလား။သူ့ခင်ဗျာကရည်ရည်ရတာဖြစ်နေရှာတယ်ပူဝေရဲ့။တိုက်ပြီးရှာလိုက်ရတာလေဖက်ဖက်မောလို့တဲ့။တွေ့မယ်တွေ့ပြန်တော့လေဟုတ်ပါဟုတ်ပါလိမ့်မလားလို့သူ့စိတ်ထဲမှာရဟတန်တရားမကင်းအောင် ဖြစ်နေရှာတယ်ပူဝေရဲ့။နော် ရှိပြီးသားသူကိုဘယ်နဲ့လုံးမှာဘိုးဘိုးကလည်းဒီလူနဲ့ကျမနဲ့မေတ္တာရှိလို့ထိမ်းမြားချတာမှုံမှန်းကိုဖိုးဖိုးသိသားနေတယ်။မေတ္တာမရှိပေမဲ့လက်လွန်နေကြပြီကောမြည့်ရဲ့ဘယ်နဲ့လုံးပြီးဖြောက်ဖြက်နိုင်လဲ။အရင်တော့ဖိုးဖိုးဖော်တဲ့ဆေးတစ်ခွက်ပေါ်ပြီးတက်လိုက်ရင်ပေါ့တော်ပြီမြည့်ဒီထက်ဖိုးဖိုးမပါကျွန်တော်ကိုနီးနဲ့ကိုစီမံကြပြီတော့ကြည့်ကြသေးတာပေါ့လေ gain ဒါဖြင့်ဒီလိုလှုပ်ထားမယ်။တောင်ပေါ်ကယူဘကလေးယာနေချမ်းကိုဘလို့စီရင်ခံမလဲဆိုတာအမိတ်အတိုင်းကြိုးစုံကြောင်းဒီတဲ့ဖိုးကြီးနှစ်ယောက်ဆက်ရောက်လာကြောင်း ကြမ်းမမချိနေကြသေးကြောင်းနောက်3လလောက်ကြာလို့ကျန်းမာလာတဲ့အခါပို့လိုက်မိဖြစ်ကြောင်းဒါဆိုတော်ပြီမှောက်လာဖို့ပေါ့။ငါမြေးစားရင်လေးလိုက်ပါပြီမြေးရဲ့။လှုပ်လေလှုပ်ထားပေါ့။ကြိုင်ဖို့ဖို့ကျမမခီးရလဲပန်းစိတ်ကလည်းနွမ်းတဲ့ပင်မလှပြီးဖို့ရင်အိတ်ချီတော့မယ်။ဘတ်တာကူမာရီမှာကျွန်ုပ်ရှိရတကားစီသူထလာတော့ကြောင်းကျွန်ုပ်မှာပြာကြီးပြာရာတိတ်ရှောင်ပုံအောင်နေလိုက်ရလိမ့်တော့တင်းကြိုင်ခွေမြကျွန်ုပ်ဒီနေတကားဝ၌ရှိသောဂူကြီးတွင်၌ ကျွန်တွေ့ရသည့်ညီငွေပြင်းဤပွဲအဖြစ်အပျက်များကိုစုံလင်စွာရေးသားဖော်ပြမပြစ်မှု၍၎င်းစကားမှထွက်ခွာလာကြသည့်အချိန်မှစ၍ကျွန်တွေ့ရသောအချင်းရများကိုသာလင်းဖော်ပြပြီးတော့အံတနေ့တိုင်းတကမှုအဖို့ကြီးသည့်ကျွန်ုပ်၏အခန့်သို့ဝင်လာ၍အစီကံတယောက်ဆောင်းဝင်ခဲ့သောအဝိစားများကိုလဲလဲဝတ်ဆင်စေပြီးလျင်ကန်တရာနေသို့ထွက်ခွာကြရတော်မူအကြောင်းပြောပြလေကျွန်တော်မှထိုစကံကိုညီငွေလာသည့်ပြေမောင်ဆောင်းနိုင်နေတွေ့ရတော်မူရေးကိုမျောထွေးမိသည့်ဖြင့်ဝမ်းမြဝမ်းသာပြင်ဆင်လေ၏ဝိစားများမှတောင်းမေးနေသည့်ဖြင့် ချုပ်လုပ်ထားသည့်အင်ဂျီခြေကြီးပေါင်းမီပွားကြီးနှင့်တရီစိမ့်ဖက်တပ်တို့ဖြစ်ရာဝစ်ဆင်၍ရွေးလာသည့်ပြင်အမြင်အားဖြင့်လည်းခံကြားတိုက်မြိတ်လာပါမည်။၎င်းတို့ကိုလည်းလည်းဝစ်ဆင်ပြီးနောက်ဂူပေါင်းမှထွက်လာကြရာပေါင်းစုံနိုင်မှာတောင်းမွေးဖြစ်ဖြင့်ကျွန်ုပ်၏ပုံစံတိုင်းချုပ်လုပ်ထားသည့်အဝတ်များဖြင့်ဝစ်ဆင်ကစောင့်ဆိုင်းလျက်ရှိသည်ကိုတွေ့မြင်ရသည်။ကျွန်ုပ်နှစ်ယောက်မှာနေ့ရက်အတန်ကြာဝဲခွာနေကြသောကြောင့်ဒီများလားဝမ်းမြဝမ်းသာတွေ့ဆုံကြရသည်ကိုဟောပြရန်မလိုချေ။တောင်ကပြင်းတိုင်းရှိသောဂူကြီးမှ ဆင်းလာကြ၍မြေပြင်ညီညာသောအရက်သို့ဆက်ရောက်ကြသောအခါမြင်းနှကောင်တက်ဆင်ထားသောယထာသီးပေါ်သို့၃ယောက်သက်တက်ကြလေ။ဒကမူသည်ရှေ့မှထိုင်၍မောင်စောနိုင်နေကျွန်တော်မှနောက်ပိုင်းမှထိုင်ကြ၏။၎င်းတို့အစီကံနှစ်ယောက်တို့သည်မြင်းဆက်ကျိုးကို၎င်းစီကင်လေရဲ့ရှေ့ချင်းလျှောက်ဆွဲကြလေရာညီငွေပွဲကောင်းလာသောဂူကြီးမှနောက်၌ကြင်ရင်ခဲ့လေတော့သည်။ကျွန်တော်နှင့်မောင်စောနိုင်တို့မှစကားပြောခြင်းထားတော်လေအဖိုးကြီးနားလည်မိ။တင်ကြပါသာဖြင့်ပြောရန်အလိုမရှိချေ။ မြန်မာဘာသာဖြင့်ပြောပြရင်လဲတကမူကြီးကမသိငါမီကိုစိုးရင်ရည်ထို့ကြောင့်အရေးမကြီးသောအကြောင်းအရာနေငယ်မှာတပါကျွန်ုပ်တို့တိုင်းမင်လို့သောအချင်းအရာများကိုပြောဆိုရင်မဝင်သေးပဲရှိနေကြလေ။သုံးနိုင်ခန့်ခီးသွားလိုက်ကြတော့ကျွန်ုပ်တို့သည်မြကြီးတက်မြစ်ဤကမ်းခြေသို့ဆိုင်ရောက်ကြ၍အသင်ပြေထားသောလေးတစ်စင်းကိုတွေ့မြင်ကြရ၏။အကြောင်းကိုဆိုသောမြေကမ်းမတစ်ချောက်တွင်ချုံမောပြည့်ပြည့်စွာခုတ်ထွင်ခင်းကျင်းထားသောလူသွားလမ်းကလေးတစ်လမ်းရှိရာမြင်းများသည်၎င်းလမ်းတစ်ချောက်မှလှေကိုဆွဲငင်သွားနိုင်ကြသောကြောင့်မိသည် ျွန်ုပ်တို့ဒီလေပေါ်တို့တက်၍ခီးထွက်မိကြသောအခါအဖိုးကြီးထိုင်ရသောလေဦးပိုင်းမှာကျွန်ုပ်တို့ထိုင်ရသောပေပိုင်းနှင့်အတန်းငယ်ကွာနှမ်းသောကြောင့်အဖိုးကြီးမကြရအောင်စကားပြောနိုင်권ရကြ၏လေပေါ်ဦးလေးပြောစမ်းပါကြောက်တော်ဆုံးကကျွန်တော်ကျိုးဖြုတ်ချလိုက်ပြီးနောက်ဦးလေးကလက်ချော်ပြီးကြလာတယ်ဘာဟုတ်လိမ့်မလဲသူရဲ့တယောက်ထဲကြံရင်နေလို့မထူးတော့ဘူးငါတို့နဲ့တူလိုက်သေးပြီးဟိုဘွားမှာအတူဆက်ရှာကြမယ်ဆိုတဲ့သဘောနဲ့တမင်ခုံချပြီးလိုက်လာတာသူရဲ့ဟောတာမှအဖော်လုပ်တဲ့သူရဲ့ကောင်းလေးကွာ ။မောင်စောနိုင်ပြီးကျွန်ုပ်၏လက်ကိုဆွဲကာလှုပ်ရမ်းသည်တွင် တုံလှုပ်လွန်အာကြီးရင်းရံနှင့်မျက်လုံးများတွင်မျက်ရည်များဝိုင်းလျက်ရှိလေ။ဓာတ်ထက်ကူထဲမှာငါတို့ဖြစ်ဖြစ်ကိုပြောပြဆမ်းမအောင်။ရှိရှိပြောပြမလို့ပါဦးလေးရဲ့တနေ့တော့အိယာဖြက်ခနဲ့လန့်တို့ပြီးကျွန်ုပ်စစ်စစ်ကြည့်နေတဲ့မိမအောင်မြင်တော့ကျွန်တော်ကကျွန်တော်တို့လိုက်ချာနေတဲ့ယူဘနတီဖြစ်နေသလားလို့စဉ်းစားမိတယ်။သူကကျွန်တော်ကိုနန်းကလေးလိုရီရီတန်တာမှန်ပါတယ်နန်းတော်ဦးလေးမျက်စိနဲ့မြင်လိုက်ရပါတယ်ပြောပါဦး။ ကျွန်တော်တို့ကချစ်အောင်ကြိုက်အောင်လုပ်လိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ဦးလေးရေကျွန်တော်စိတ်ထဲမှာလေယူဘနဒီပဲဟုတ်လေသလားလို့ဂျီဒီယာတာဖြစ်မိတယ်ဦးလေးရေယူဘနဒီတည်တဲ့အချိန်နဲ့တွက်ကြည့်ရင်အခုနေလူဖြစ်လို့ရှိရင်သူ့ရွယ်လောက်ပဲရှိအောင်ပါပဲအသက်ဘယ်လောက်ရှိပြီလဲ၁၈နှစ်တဲ့ဦးလေးဟင်ပြိတရယ်နှစ်ပါတွက်ကြည့်တယ်ဒီလောက်ပဲရှိရမှာပဲပြောပါဦးဒီနေ့တော့ကျွန်တော်ကကျွန်တော်လေးပင်မှာဆွဲထားတဲ့ဖြူလောက်ကက်ကလေးတွေကယူဘနဒီရဲ့သပင်ကလေးဖြက်ကိုထုတ်ပြလိုက်တယ်။ဦးလေးသိတဲ့အတိုင်းသူ့သပင်ဟာ ိုးချီထွေးကလေးလိုအင်မတန်နူးညံ့ပျော်ပြောင်းတာပဲ။ဒါနဲ့ဟိုမိန်းမကသပင်ထွေးကလေးကိုတည်တည်ချာချာကန်ကြည့်သူ့သပင်နဲ့ရှင်ကြည့်ဟိုလိုကြည့်ဒီလိုကြည့်အမျိုးမျိုးကြည့်နေတော့သူ့သပင်နဲ့အင်မတန်ကွာလီတာကိုတွေ့သွားတာကိုသူ့သပင်လည်းကောင်းတော့ကောင်းပါရဲ့သို့တော်လည်းယူဘနာရီရဲ့သပင်နဲ့ရှင်လိုက်တော့ဝက်မွေးလိုကြမ်းကြမ်းကြီးဖြစ်နေတော့တာကိုဒီလောက်ကွာချတာမြင်တော့မှမချောကဒေါပပီပြောလိုက်တဲ့စကားဟာတဲပြီးကျန်တဲ့ရုပ်မာတာကိုကျွန်တော်တို့ယူဘနာရီကဥလိတိတဲ့အတိုင်းတစ်ခါတစ်ခါဒေါသထွက်ပြီးဆိုမှဖြင့်ကျောင်းရဲကဆိုင်လောင်အင်မတန်အင်မတန်ကြောက်စရာတုံးလုံးစရာကောင်းနေမှာ ။ဒါပေမဲ့ဘယ်တော့မှကြမ်းတမ်းရုပ်မာတယ်လို့မဆိုနိုင်ဘူးဦးလေးရဲ့။ဥပမာကောင်းငင်မှာဝင်းကနေလက်ကနေမြင်လိုက်ရတဲ့လျှက်စင်ဟာကြောက်စရာကောင်းတော့လေကြမ်းတမ်းရုပ်မာတယ်လို့မဆိုနိုင်ကြလို့ယူဘနဒီရဲ့မျက်ဟာလည်းဖိဖိတုံလင်းသာတုံရမယ်။အញ្ញံစာပေါ်ဆက်အချမ်းစားတဲ့ကလို့ဘယ်ဒီနဲ့မှမခေါ်နိုင်ဘူးဦးလေးရဲ့။ဟိုနေရဟိုမိမရဲ့အမူအရာနဲ့သူ့နှုတ်ကထွက်တဲ့စကားကိုကြားလိုက်ရတော့မှကျွန်တော်စိတ်ထဲမှာဘယ်နည်းနဲ့မှယူဘနဒီမဟုတ်နိုင်ဘူးလို့တော်တော်ကြီးချလိုက်မိတယ်။ကွာနေတယ်ဦးလေအင်မတန်ကွာပါလေခံကြတဲ့နေရာမှာ तू လည်းမညံ့ရှာပါဘူးသို့တော်လေဒေါသထွက်ပုံချင်းက ဝရစိန်နဲ့ပြစ်ထားနဲ့ရှုံခဲနဲ့ခြင်ပေါက်ထားလို့ကြွားတယ်ဦးလေးရဲ့ဂိုင်းဦးလေးလည်းကြံတော့တယ်ပြောရွေးကျွန်ုပ်စီအခန်းကားချာမှချောင်းဝင်နားထောင်နေတာကြားခဲ့ရသောစကားများကိုမောင်စောနိုင်အားပြောပြတော့ကမောင်စောနိုင်မှာအံဩစွာနဲ့နားထောင်နေလေနေပေါင်းဦးလေးရဲ့တောင်ပေါ်ကဒီလာရှင်ဆိုတာဘယ်နဲ့လဲသူ့မိန်ကိုဗတ်တာကုမာရီကနားခံရတယ်ဟုတ်စသူတို့ပြောပုံတော့ဒီလာရှင်ဆိုတာနေစားဆင်ဆက်လက်ထက်ကလေးကရှိလာခဲ့တယ်ဆိုတော့ကြီးလာရောပေါ့ကျွန်တော်လူဟုတ်နိုင်ပါမလားဦးလေး နာမည်ကတော့ယူဘကလျာဏီတဲ့ဟုတ်လားခက်စင်စင်ပဲနော်ဒါဖြင့်ဗတ္တကုမာရီဟာယူဘနဒီလက်ထက်တုန်းကမေဇာမာများဖြစ်လျော်သလားဦးလေးဦးလေးလေဒီလိုပဲထင်မိတာပဲဒီလူစုတွေကဘယ်ဘဝမှာဖြစ်ဖြစ်ပြေလုံးရှိပက်ရှိလိုက်တာတူရဲ့စုံနဲ့စုံစည်းကြတော့တာပဲနော်တန်တရားမှာဒီလိုကြည့်ပါပဲဦးလေးရေကျွန်တော်တို့မြတ်စွာဘုရားအဖြစ်တော်တွေကြည့်မှာပေါ့ဘယ်ဘဝရောက်ရောက်ဒီဝရတ်တို့ဒိနမာနာတို့ဒီလိုအာနန္ဒာတို့ဟာဒရေတန်လန်ပါဠိရဲ့ကြီးဘောဟုလာဦးလေးရေ ရင်းကဲ့သို့ပြောဆိုလာကြစဉ်ဒကမူဖိုးကြီးဇာမနီသည်ကျွန်တို့တို့စကားပြောဖို့စိတ်ပါဝင်စားလုံးဒီကိုမတင်ကြသည်နှင့်ချောင်းဟန့်လိုက်ရာကျွန်တို့တို့မှာအရေးမကြီးသောစကားများကိုခက်ကြဲကြဲဆက်လက်ပြီးပြောကြလေ။တဏှာသူရောက်တော့ဖိုးကြီးကဟိုရှေ့ကမြင်ရတဲ့မျိုးကြီးကကန်တက်ထမျိုးကြီးပဲ။ညွန်ကြည့်လိုက်ရတွင်စင်ပိုင်ခန့်ခီးနိုင်ညွန်ကြည့်သွယ်မြင့်လေတွင်တီရှိ၍အမိုးပြသောအင်ဂျီပေါင်း2000ခန့်ရှိသည့်မျိုးတို့မျိုးကိုတွေ့မြင်ရသည်။ ဘုံနေရာမှာဆောက်ရမြေကဲတစ်ဖက်တစ်ချက်တွင် ကောက်ပဲသီးနှံမျိုးမျိုးဆိုင်ပြုတ်ထားသည့်လေပြင်းလေကွင်းများကိုလည်းတွေ့မြင်ကြရ၏နေဝင်ချိန်ဤလက်သောရခင်ကကျွန်တို့တို့အချင်းချင်းပေါ်ပြခဲ့ပြီးသည့်မိတော်ကြီးမှမိအောင်သည့်တစ်ဖြည်းဖြည်းဝင်ထိန်လာလေ၏ပေါင်းစားပြုသည့်နေ့တပြိုင်နက်ကျွန်တို့တို့ရခင်ကတစ်ချိန်မြင်ရဘူးသည့်အတိုင်းအလင်းရောင်ကြီးသည့်မိတော်ရှိရာမှအထက်ကောင်းကင်၌တန်တန်ကြီးထိုးထွက်လျက်ရှိလေ၏အလင်းရောင်တန်းကြီးသည်မှိန်ကြီးတကားပေါ်ကြီးတလေးရှိနေပြီးနောက်တတိယအချင်းတွင်အထူးသဖြင့်လေထိန်တောက်ပြောင်သောအကြောင်းဖြင့်တန်တန်ကြီးပေါ်ထွက်နေရာ ကျွန်တော်တို့မှာလေပေါ်၌စာဖတ်နိုင်လောက်အောင်ပဲတောက်ပြောင်ထားပြီဒုက္ခလေပေါ်၌ပါလာသောစေကံများနှင့်လက်နက်ကင်စစ်သားများသည်အလင်းအောင်ရှိရာသို့အခြေခြေဥညွတ်ဝေချကြလေဇာမဏီထံမှကျွန်တော်တို့သိရှိရသည်မှာထိုလင်းအောင်သည်ရှေးခါက9နှစ်6နှစ်လင်းတစ်ချိန်ကျပေါ်ထွက်တက်ဘူးတော်လဲယခုကဲ့သို့မပေါ်မထွက်ဖဲရှိနေသည်မှာ15နှစ်ခန့်ကြာပြီဖြစ်ကြောင်းလွန်ခဲ့သောလကတစ်ချိန်ယခုတစ်ချိန်မျှသာပေါ်ထွက်၍ထိုကဲ့သို့ပေါ်ထွက်တိုင်းရတနေဖို့ကောင်းကျိုးချမ်းသာမတွေ့ရပဲငတ်မို့ခေါမခြင်းစသောကက်တီမျိုးဆက်ရောက်တဲ့ကြောင်းနေပြောပြလိမ့် နောက်ဆုံးချိန်တွင်လင်းအောင်ကြီးသည်အားရပါးရထိန်လင်းပြီးနောက်ကွဲပြောက်သွားလေ။အတန်ငယ်ကြာလတ်သောလာပြေကျော်၃ရက်လာမင်းထွက်ပြူလာ၍ဝေးလံသောရက်မှတစီစီမြည်သောအတန်များကိုကြားကြရလေ။အတန်သည်တပြေးပြေးနီးစီထက်နီးလာ၍တဲခွဲသည်ထက်တဲခွဲလာသောအခါခွေးမြောက်များတို့၏ဥတန်ဟောင်းတန်ဟိမ့်တန်များနှင့်မြင်းခွာတန်များစုပေါင်းရောနှော၍ထွက်လာသောအတန်ဖြစ်ကြောင်းသိရှိရလေ။ဘယ်နဲ့လဲဦးလေ။တင်းကြိုင်ခွေးဆိုတာဒီဟာတွေပေါ့။နောက်တခဏ၌မြေကြီးအခြားဖက်၌ရှိသောကုန်းမြင့်ကလေးပေါ်သို့ မြင်းဖြူကြီးစီလေးရဲ့လူတယောက်ပေါ်လာရာထိုလူသည်ကျွန်ုပ်တို့ဘက်သို့မျက်နှာလှည့်လိုက်ပြီးတွင်ဒေလူမတဲ့ကြောက်လန့်တုံလုံးလျက်ရှိသောမျက်နှာထားကိုလာရောက်ရင်းရိတ်ခနဲမြင်လိုက်ကြရ၏။ဂုံမြင့်ကိုကြော်လွန်ပြီးနောက်ပွေပြောက်သွားသောအခါ၎င်းနေရာ၌ခွေးဥကြီးတို့ပေါ်ထွက်လာ၏။အိမ်တန်ဟောင်းတန်ဦးတန်များဖြင့်သူညံသွားလေတော့၏။ငါးစေခန့်မြတ်ရှိသော ခွေးဥကြီးသည်ဂုံမြင့်ကိုကြော်လွန်သွားကြပြီးနောက်မြင်းနဲ့ကြီးစီလေးရဲ့လူတယောက်ပေါ်လာလေ။ထိုလူ၏မျက်နှာမှာရက်ဆက်ချမ်းချုပ်အန်ရှိသည့်အပြင် စိတ်ကိုအဆိုးမရသည့်ယူသွသောမျက်နှာထားမျိုးရှိသည်ဟူ၍လဲကျွန်တို့တို့ထင်လိုက်မိ။ဘာဖြစ်တာလဲဆာမီ။မောင်တို့ပြည်မှာမဲလိုက်တယ်လို့ရှိတယ်မို့လား။တို့တို့ပြည်မှာလူစစ်စစ်ကိုအမဲလုပ်ပြီးလိုက်တယ်။ဘယ်နဲ့လဲ။ရက်ဆက်ပါပြီဗျာ။၎င်းတော့အချိုးချောင်းကိုမေးမြန်းသဖြင့်ဇာမဏီကပြောပြသည်မှာဤမျိုးမှာတတိသူသည်ဘဒ္ဒကုမာရီ၏လျှောလာသောရုပ်ဆင်းကိုတတ်မှတ်နေသည်မှာကြားလာပြီဖြစ်ကြောင်းတို့ရာတွင်မိမိခြေကိုမြိုသိမ့်ထားခဲ့ကြောင်းယမန်နေကမူကား အထုလပ်ပါစွာဝိဆင်ပြင်ဆင်ထားသောဗဒ္ဒကုမာရီကိုမြင်ရ၍အချုပ်တီးနိုင်အောင်ပြင်ပြီးလင်စာတဆောင်ရေး၍လေးဝက်စွာပေးလိုက်ကြောင်း၎င်းစာ၌ဗဒ္ဒကုမာရီကမိမိ၏မြေတားကိုတုံ့ပြန်ပါလင်စစ်သားများများစုဆောင်း၍နေစား၏စစ်သည်များကိုတိုက်ဖြတ်နှိမ်နှင်းပြီးလင်မိမိကိုယ်တိုင်နေစား၏နေရာသို့တက်မည်ဖြစ်ကြောင်းနှင့်ပါရှိကြောင်းဗဒ္ဒကုမာရီက၎င်းစာကိုမိမိ၏ခင်မွန်းနေစား၏လက်သို့ထည့်လိုက်ကြောင်းနေစားသည်ရာဇဝိကောင်များကိုတင်းကြိုင်းခွင်းများနှင့်အမဲလိုက်၍တတ်သောထုံးစံအတိုင်း ။ဒီတထေကိုမိမိခွေးများနဲ့လိုက်နေခြင်းဖြစ်ကြောင်းနဲ့အေးအေးဆေးဆေးပြောပြလိမ့်မယ်။နောက်တခဏ၌မင်းမြူကြီးနဲ့လူသည်မြစ်၏အခြားဘက်ရှိကန်းဆက်သို့ဘွားကနေဆက်ရောက်လာရန်ကျွန်ုပ်တို့၏လှေကိုမြင်သဖြင့်ကူလာမိချမ်းစီဟန်ရှိလိမ့်မည်။တို့ရတွင်အချိန်မရတော့ခြင်းခွေးယုတ်ကြီးသည်၎င်း၏နောက်မှကက်လျက်ပေါ်လာ၏။နာယောင်တွင်ဖြူစင်းပါသောကြီးသောခွေးကြီးသည်မင်းမြူကြီး၏နဘေးကိုအတင်းဝင်၍ကိုက်ခဲလိမ့်မည်။မြေဒီနာကျင်လာသောကြောင့်ကြောက်မက်ဖွယ်စူးစူးဝါးဝါးမြီအော်လျက်ပရက်ရက်လိုက်ရာခွေးကြီးလဲမလွတ်ဖဲ တွေ့လျက်တန်းလန်းပါသွားလေဒိုတော်တွေအခြားခွင်းများသည့်ခြေထောက်လက်လယ်ဖြင့်ဥကောင်ဆသည့်ဖြင့်အနံပြားဝိုင်းအောင်ကြိုက်ခဲကဆွဲဆောင်ကြလေရမြင်းကြီးမှာတဝီဝီမီစဲအော်စဲနေပင်မြေပေါ်သို့လဲကျသွားလေမြင်းပေါ်မှာလူသည်လဲမြည်သို့ရုံးပြန်ထိုးကြလေရကောင်းရင်90ခန်းမြောက်သောခွေးများသည့်7မိနစ်မြမကြမီလူရုံးမြင်းမှာအယိုးစုသက်သက်ခြံသည့်တိုင်အောင်ကြိုက်ခဲစားတော့ကြလေကုန်မြင်းနဲ့ကြီးနဲ့လူမူကား လက်ခုပ်လဝါဒီကပျော်ရွှင်စွာရင်မောလျက်ရှိလေ။ကန္တထနဲ့ကျွန်ုပ်သည်မကြည်ရွှင်သောစိတ်နှလုံးဖြင့်ဆက်လက်၍ခီးသွားကြရ။နောက်ဆုံးကန္တမျိုးတို့ဆက်ရောက်ကြလေ။မြင်းနဲ့ကြီးပွားလူမာဘက်ဒကူမာရီခင်မောကန္တနေသားဆိုသူဖြစ်သောကြောင့်ဘက်ဒကူမာရီကချစ်ခင်ဆုံးမရှိမရှိသည်ကိုအံ့ဩဖွယ်မရှိပါဘူး။ကျွန်ုပ်တို့သည် ဇာမနီနှင့်အတူလိုက်သွား၍အတော်တန်ခန်းနာခြေဝန်းသောအဆောက်အဦကြီးတွင်ရှိအခက်တခန်းသို့ရောက်ကြသောအခါရွှေစားငွေစားတတ်ထားသဖြင့်အတော်ခန့်ထဲတိုက်မြိုက်သောတောင်းမွေအင်းကြီးများကိုလဲလဲဝစ်စင်စေပြီးလျှင်ပျော်ဝဲဆောင်သို့လိုက်ပါတော့ကြရလေ။အလျားဘီဒီယာအနံပေး90ခန့်ရှိ၍စီမီရောင်များဖြင့်ထိထိလင်းလျက်ရှိသောအခန်းကြီးတစ်ခန်းတွင်ဒေသလျောက်လှပတိုက်မြိုက်သောဝစ်စင်ထားသည့်ယောက်ျား90ခန့်နှင့်မိန်းမ90ခန့်တို့သည်မွေးရှိကိုသောကြီးများဘော်တွင်ထိုင်လျက် ။ဇပွဲရှိကြီးဘော်တွင်ပြင်ဆင်ထားသော စားစရာများကိုစားတော်မီပြင်ဆင်လျက်ရှိကြလေ။ကျွန်တော်တို့ရောက်ရှိသွားကြပြီနော်။ခဏမျှကြာသောအခါနေသားကြီးနှင့်ဘတ်တာဂုံမာရီတို့ဝင်လာကြလေရာ။ဘတ်တာဂုံမာရီသည်ကျွန်တော်တို့ဟာဥကောင်းငှက်ကခုံငင်၍ထိတ်နိုင်ရှိသောဇပွဲတစ်ခုတွင်၎င်းတို့နှင့်အတူထိုင်စီလေ၏။နေသားကြီးမောင်မူကျွန်ုပ်တို့နဲ့အထူးမထိုင်မဲ့ရုပ်ရည်ချုံပေါ်သောမိန်းကလေးတစ်ယောက်နဲ့တူအခြားသပွဲငယ်တစ်ခုတွင်ထိုင်လေ။စားသောက်စရာများမှာသိုးသားတောင်စိတ်သားနွားနှုတ်မလိုင်း ရာခုနှင့်ချုံရည်များဖြစ်၍ခက်ကြမ်းကြမ်းနှင့်ပေါပေါသည်သည်ချက်ပြုတ်ပြင်ဆင်ထားလေသည်။နေသားကြီးသည်ဆံရည်များကိုတောင်းရင်တဖြည်းဖြည်းမူးရလာ၍တငယ်မာလေးနှစ်ယောက်တို့ကစားစရာများခွန်ပေးရ၏။နေသားကြီး၏မျက်နှာမှာမူယခင်ကကျွန်ုပ်တို့မြင်ခဲ့ရစဉ်ကဲ့သို့ယူသွတော်ကြည့်ခြင်းမျိုးမရှိတော့ချေ။တို့ရတွင်မောင်စောနိုင်တဲ့ဘက်ထကုံမာရီတို့စကားပြောရင်းစားတော့နေကြစီကိုမနာလိုသောမျက်နှာထားနှင့်မကြာခဏမျက်ဆောင်ထိုး၍လှမ်းကြည့်လေ။နေသားကြီးသည်မောင်စောနိုင်၏ချုံမောပြပြသောရုပ်လက္ခဏာကိုမရှုစိတ်ဟန်လက္ခဏာနှင့် ဲ့လူတယ်ပြီးနာတံပေါ်ရင်လူပါလားဂုတ်ကြရဲ့ပါဇက်နဲ့တန်ကုန်တော့ကြိုက်ဖေခိုင်းထားအောင်မတော်မင်ထင်းနေဒီလူတွေဂုတ်ကြဂုတ်တူတူနဲ့ကြိုက်လိုက်ရရင်ဘလောက်ကောင်းအောင်မောင်ဆိုးနိုင်ပြီးဒေါသလျောက်တုံးပြန်ပြောဆုံးပြီးပြုရကျွန်ုပ်ကလက်ကုပ်ထားလိုက်သဖြင့်နှက်ခမ်းကိုကြိုက်ခါစိတ်စိတ်နေလေယူပါငါတို့ရဲ့အရင်မလုပ်ပါနဲ့ကျွန်တော်ဂျီရီယာတာလုပ်ရင်တော့ ဘာမင်းဖြစ်ရဖြစ်ရလေမင်းကိုလက်နဲ့ကန်ချိုးလိုက်မယ်ဘရက်ဂုံမာရီသည်ဘင်းရဲ့နေမြင်သည်နှင့်ခန့်မြန်မြန်လူစုခွဲလိုက်၍ကျွန်တော်ဟာဇာမနီနှင့်အတူယခင်ကအခန်းသို့ဝင်လေ၏အထက်တွင်ဖော်ပြခဲ့သည့်တိုင်းဘတ်ထဂုံမာရီသည်ကျွန်တော်တို့ကိုအီမြို့တွင်လောင်ထား၍အခွင့်သာသည့်အခါတိုင်းမောင်ဆိုးနိုင်အားလူပြိုလှည့်သည်တို့ရာတွင်ကျွန်တော်သည်မောင်ဆိုးနိုင်၏ဆန္ဒကိုတည်သောကြောင့်၎င်းတို့နှစ်ယောက်ထဲတွေ့စီအောင်အလေးမပေးဘဲတမိကိုမိခင်အုပ်ချုပ်သည့်ဤသူအမြင့်ဆောင်ချက်ကြည့်နေခဲ့၏ ကျွန်တော်ကမြို့ထဲသူလှည့်လေကြီးချူခင်ပြုတော်လဲလက်နက်ကင်စစ်သားထားရတို့ဒီအမြဲထက်ချက်လိုက်ပါလေရှိကြ၏ကျွန်တော်တို့မှထွက်ပြေး၍အနေကျန်စီတော်လဲအထမမြောက်ခဲ့ခြင်းစေရင်ရန်တစ်ချက်မှာဘဒ္ဒဂုံမာရီသည်ကျွန်တော်ကနေစားခြင်းနဲ့မျက်နှာချင်းမဆိုင်မိစေခြင်းကပျော်ပွဲစားခန်းသို့ဘယ်ခါမှမဝင်တော့ပဲညစာနဲ့နဲ့စာများကိုကျွန်တော်တို့၏အခန်းတွင်းသို့ပြင်ဆင်ပေးဖို့စီနလားကြော်၏၃လီလနီးလက်သောမောင်စောနိုင်မှညီငွေလာပြီးဖြစ်သောကြောင့်ဖြစ်လျော်ရာဖြစ်စေအတင်းထွက်ပြေးတော်မူဟုစိတ်ကူးနေခဲ့လိမ့်မည် တညဇနိုင်းစာမဏိစီကျွန်ုပ်တို့နှစ်ယောက်အား၎င်း၏အခန်းသို့ညသာစားတော့ရင်ဖိတ်ကြားသဖြင့်တောရောက်ကြ၏၎င်းခန်းမှာမျောစင်း၏အထက်ဆုံးသောအထက်တွင်တရှိပြောချင်တာတစ်ခုရှိတယ်သခင်လေးပြောပါဘေးရင်ကိုယုံကြည်သလားယုံသေးလေယုံပါတယ်ဟောတိုင်းလည်းမယုံတော့ဘူးသခင်လေးတို့အကြောင်းကိုသူကဘေးရင်တွက်ကြည့်တယ်နေစားဟာသခင်လေးရဲ့လက်ချက်နဲ့တရားလိမ့်မယ်လို့ဘေးရင်တွက်ထားတယ်မဟုတ်နိုင်တာခင်ဗျာကြမ်းကြမ်းစီစီပါကြီးကလည်းကြုံဟောတဲ့ဘေးရင်ကဒီနေ့ထိတစ်ခါမှလွယ်မှုတွေမရှိဘူး ဘာကြီးကဗတ်တက်ကုံမာရီကိုကျွန်တော်စုံမှတ်တဲ့အတွက်နေစားဖို့ကျွန်တော်တက်လိုက်မယ်လို့ထင်နေရပေါ့လေကွာလင်းရဲ့ဘာကြီးရဲ့ထိုခဏတိုင်းတကားစီမှာခြေတန်ကြပြီးနောက်ဗတ်တက်ကုံမာရီသည်ကျွန်တော်တို့တွေ့မြင်မှုသည်နေမှာစား၍အလားပါဆုံးခန်းသာဆုံးသောအဝိတ္တစာများဖြင့်ဆင်ပြင်းချေလေလျက်အခန့်တွဲသို့ဝင်လာလေ။ဘာများလဲသခင်လေး။လက်တိလက်ယုံတန်းလို့ဘာများလဲ။ဟောဒီကဘာကြီးကမဟုတ်တရုတ်တွေရှောက်ပြောနေပါလေမင်းကတော့။ဘာကြီးရဲ့ဗီရင်ကြောင့် မှတ်တယ်။မယုံနာယုံနာပါထား။ तू ဟောလင်ဘယ်တော့မှမလွယ်ဘူးတခင်ကလေး။ तू ပေတယ်။တော်ဝါပြီမင်းကတော့ तू ပေတယ်ကဘာပဲဟော။တောင်ပေါ်တခင်မကြီးနဲ့တွေ့အောင်ကျွန်တော်တို့ကိုတွားခွင့်ပြုပါတော့။အသာတကြီးနဲ့ခွင့်မပြုရင်ကျွန်တော်တို့အတင်းသွားလိမ့်မယ်။ဩတခင်ကလေးတခင်ကလေး။ဟိုတောင်ပေါ်မှာ तू ဖူးစာချင်းတွေ့ရလိမ့်မယ်လို့ထင်ရှားလုံးလို့မှားတော့မပေါ့။တခင်ကလေးဖူးစာရှင်ကဒီမှာတခင်လေးရဲ့ အပြိုစင်ဘဝတွေကပူဇာရှင်တနည်းမှာပေါ်လာလိမ့်မယ်လို့နေရှိသမျှလရှိသမျှစောင်းဆိုင်မျှော်လင့်ခဲ့တာတွေဟောရီယာပါကြီးကိုမေးပါတော့တခင်လေးမောင်းနိုင်မောင်းမင်းကတော့ပူဇာရှင်ကိုဆောင်ရုံမှန်လင်ဘာကြောင့်လိန်ယူလိုက်ရသလဲဗျာမေးပြစီလိန်ယူတာကတော့ဒိုင်းပြည်ကြီးနှစ်ချမ်းခွဲပြီးတွေးချောင်းစီအောင်တိုက်ကြခိုက်ကြကုန်ပါဆိုလို့ဒိုင်းပြည်ငြိမ်းချမ်းမှုကိုထောက်ထားပြီးဥပေတမြင်စီမံရခြင်းဖြစ်ပါလေလိန်ယူလေဆိုပေမဲ့ကျမကိုလက်ဖွားနဲ့တို့ရတယ်လင်မဟုတ်ဘူးဆိုတာသိပြီမဟုတ်လားတခင်လေး ဗနက်ခုနှစ်ကနေပေါ်နေတဲ့တောင်ပေါ်သခင်မင်းမလေးမသိလှသလားအယုတ်ဆိုးသလားဖြူသလားမဲသလားအမေကြီးကိုခါကုန်ကုန်ကြီးလားမသိရတဲ့တောင်ပေါ်သခင်မကိုရော်ရမ်းမှန်းဆပြီးဥပါဒံဆွဲလန်းနေမဲ့အတူတူမျက်မြင်ကိုယ်တွေအရွယ်နဲ့အစင်းနဲ့ယာတူဌာနန္ဒရနဲ့ပြည့်စုံတဲ့ပြင်သခင်လေးကိုမြို့ထားခြင်းမလို့မျက်နှိုးကျင်လာတဲ့တန်တရာဆက်ဆက်ကဖူးစာရှင်အစ်စ်ကိုချစ်ခင်ဆုံးမထိုက်ပါနဲ့သခင်လေး ကျွန်တော်တို့မှန်းရွယ်လာခဲ့တဲ့ခီးစဉ်တိုင်းလိုင်းပြရစီမင်းကတော့ခွင့်ပြုပါစသည်ဖြင့်မျိုးမျိုးသောရေမောနည်းဖြင့်ရေမောတံများချားရပြီးတဲ့နောက်ဇာမနီရဲ့ဒိုလီမိုလီပစ္စည်းများထားသည့်အခန်းမှာဂလကာလှုပ်ရှားရမှာရုတ်တရက်ပွင့်လာပြီးနည်းစားရှိရပေါ်ထွက်လာပါတော့တယ်ကျွန်ုပ်သည်ဘတ်တာကောမာရီယာရုပ်စင်းဇာတ်မတစ်ပါးချီးမွမ်းပွဲရအရေးရှိမရှိဟုမှတ်ထင်ခဲ့မိရာထိုခိုက်တဲ့၌နည်းစားရှိရလှမ်း၍ကြည့်လိုက်တော့မျက်နှာထားကိုမူ ကျွန်တော်မချီးမွမ်းမဲမနေနိုင်ဘူး။၎င်းမျက်နှာထားမှာကြောက်ရွံ့ခြင်းထိတ်လန့်တုန်လှုပ်ခြင်းအမျက်ဒေါသထွက်ခြင်းအရာများအလင်းကင်းရှင်း၍အသေးအနှုတ်အရေးမလုံလောက်သောအရာမျိုးကိုကြည့်နေပြီးတကယ်တော့မထီမဲမြင်ရှိလာပါပြီ။တကယ်တတိပါပြီတကားဒီမှာဘာလာရှုပ်နေရလဲ။ကိုကိုလောက်တော်ရင်နဲ့ကိုကကိုအေးအေးဆေးဆေးမူးနေကြပါတော့လား။နေစားမှုကအတော်မတတ်နိုင်အောင်ရှင်မောလျက်ပင် ရှိနေလေ။ဘာများကြားလိုက်လို့ဒီလောက်ဥွှင်နေရတာလဲ။ မေးလိုက်လေကွာကြားလိုက်ရတာတိတ်မေးနာပဲကိုကိုကိုတမိုးအောင်တယောက်ထင်ပြီးမာနာကြီးတလွားလွားနဲ့ဒဂွန်လွှင့်နေတဲ့မိမတယောက်ဟာအညာတရခီးတဲ့တယောက်စီမှာဒူးထောက်ပြီးကြိုက်ပြစီကိုတော်ရိပ်မောင်တော်ရိပ်တခင်ရိပ်နဲ့ပြောရှာတာတော့ဟိုမောင်မောင်ကမကြိုက်တော်နိုင်ဘူးတဲ့သွားပြစီညင်မရဲ့ပြစီတို့များဖြင့်မိဖို့ချောင်းကကောင်းမတော့ဒီလိုများတောင်းမှန်မယ်ဆိုမငင်းရနိုင်မောင်ကွယ်ဟာဟာ ဗဒဂုံဝါရီသည်အလုံးတရာမှဆက်ဆုပ်သောမျက်နှာထားဖြင့်ခင်မောအားကြည့်ပြီးနောက်ကျွန်ုပ်တို့ဘက်လှည့်၍ဧည့်သည်များအလုံးတရာဆုတ်ချညံမြင်ပြီးအနှစ်ကင်းတဲ့ဒေသကိုရှင်တို့ရောက်လာခြင်းဟာရှင်တို့ရဲ့အကုသို့ပဲဒီပြည်ရဲ့အညွန့်ဖူးပဲအရိဟာကြည့်ပါတော့လာလာလာဟုတ်ဖို့ဒီလူကြည့်ရတာကျွန်တော်နှလုံးနာလုံးတော့သွားကြပါစို့ဘုဘို၎င်းတော့ဗဒဂုံဝါရီနှင့်ဇာမနီတို့စီအခန်းတွင်းမှထွက်သွားကြလေ နည်းနည်းမှကောင်းတဲ့ဟာနှိမ့်အောင်မဟုတ်ဘူးတိုင်းပြည်ငင်းချင်းတေဝတ်အောင်ဆိုပြီးလက်ထက်ပွဲကိုသူတို့ပဲစီမံနေလက်ထက်လို့လည်းပြီးရောကိုမင်းအားကိုကိုယွန်းအောင်မကြည့်ချင်းအောင်နှလုံးထောင်ကျုပ်ကိုသူတို့စေးတိုက်ရကြတယ်ကျုပ်စိတ်ထဲမှာဘယ်နဲ့ဖြစ်နေတယ်လဲကြိုက်လိုက်တာလေတေလူလို့ပြင်ပြန်ရင်လည်းကြည့်လို့မရဘူးနှလုံးနာပြီးပြုတ်ပြုတ်တက်လာဒီဟာသူတို့လှုပ်တာနေဆောင်ကိုသူတို့မုန်းရင် ဘာကြောင့်သေစီမတိုက်ဘူးကျုပ်တင်တိုင်းသူပြည်သားသူ့ကိုနောက်လင်ယူခိုင်းမယ်ဒီမိမအမိုက်ကြီးဗျာယောက်ျားယူခြင်းနဲ့မိမမျိုးမဟုတ်ဘူးဒီလူမြင်တော့မှဘလို့စိတ်ဖြစ်သွားတယ်လဲကျုပ်နားမလဲဆိုပေမဲ့ကျွန်တော်ကအလိုမတူဘူးဆိုတာနေစားသိတယ်မို့လားတော်တော်နေတော့ခမရပါသွားမှာပါဗတ္တကုမာရီတဲ့ဗျာဖျားရောက်တဲ့နေရာမှာနှိယောက်မရှိဘူးမှတ်ထားပါတော်တော်နေမဆူထားနဲ့ခုချက်ချင်းထွက်ပြေးကြပါလေနေစားကြီးကူညီပါလား ခင်ဗျားတို့ဘယ်ဘက်ပြေးမလဲမီးတောင်ဘက်ပြေးချင်တယ်ကျွန်တော်တို့ဟိုမှာကိစ္စရှိတယ်နေစားကြီးလဲအတန်ငယ်တွေးဝေးစဉ်းစားပြီးနောက်ရုတ်တရက်အကျန်ရလာဟန်လက္ခဏာနေရေမောလေးရဲ့ဟုတ်ပြီသူဒေါ်ပါတာကြုံကြည့်ချင်တယ်သူစိတ်ဆိုးတာကြုံမြင်ချင်တယ်နေရကြပြီနေရကြပြီပြင်ထားကြအသင့်ပြင်ထားကြတော်တော်တော်ခင်ဗျားတို့သွားကြကျုပ်လာခေါ်မယ်မြန်မြန်လောက်ကြနော်ကျွန်တော်တို့ဒီကျွန်တော်တို့ဤအခန်းရှိရာတို့ထွက်လာခဲ့ကြလိမ့်